Hello bro အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. Kan ပါဒီနေ့ကျွန်တော်ဆော့မယ့်ဂိမ်းကတော့ Dinosaur ဥတွေကိုခိုးရမယ့်ဂိမ်းပေါ့နော်ဟုတ်ပါတယ်ကျွန်တော် Dinosaur ဥတွေကိုခိုးပြီးတော့ပြေးကြမယ်ပေါ့နော် Okay အခုကတော့ကျွန်တော်စပြီးတော့ခိုးလိုက်ပါပြီဒီမှာအနောက်မှာ Dinosaur တစ်ကောင်လိုက်လာရယ်ပေါ့နော်အာ T-Rex လားမသိဘူးရ T-Rex ပဲဖြစ်လောက်မယ် line တိတ်မကောင်းသေးတော့ Dinosaur တွေကတိတ်ပြီးတော့မပေါ်ဘူးပေါ့နော် line နည်းနည်းကျနေလို့နေထင်တယ်ကြည့်ရတာတော့အာဒိုင်နိုဆောကတော့မှတောက်လျှောက်ကိုလိုက်နေရပေါ့နော်ဒီဂိမ်းကကျွန်တော်အရင်တော့ဆော့တဲ့ကြက်ဥခိုးတဲ့ဂိမ်းနဲ့နည်းနည်းဆင်တယ်ဗျာအာဒါမဲ့ ဒီဂိမ်းကတော့ကြောက်ခိုးတဲ့ဂိမ်းထက်ပုံမိုက်တာလေးတွေပါမယ်လို့ထင်တယ်ဗောနော်အဲ့ဒါကတော့ပြီးမှာပဲကျွန်တော်တို့အတူတူကြည့်ကြမယ်ဗျာโอเคဒီမှာဝင်ကပါထဲမှာကျွန်တော်ပြေးနေရဗောနော်ဒိုင်နိုဆောကတော့နည်းနည်းနှေးတယ်ဗျာဒီကောင်ကနှေးတော့ကျွန်တော်ပြေးရတာနည်းနည်းအဆင်ပြေတယ်အားကြီးဒီမှာလည်းဒီကောင်အေးဒီမှာလိုက်နေတာကွာအရှိရဟိုကောင်ကိုလိုက်နေရဘေကွန်လေးကိုလိုက်နေရဗောနော်ဒီကောင်ကကြတော့ဘယ်လိုပြောရမလဲဒီဒိုင်နိုဆောကကြတော့ကွာရောင်အပြည့်ပေါ်တယ်ကွာအစိမ်းရောင်ကြီးအာကျွန်တော်ဒိုင်နိုဆောကအဖြူရောင်ကြီးကျွန်တော်ကိုလိုက်နေရကောင်ကအာလိုက်မကောင်းလို့ဗောနော် ပြေးနိုင်တယ်လို့တော့ပြေးရမှာပဲဗျာကျွန်တော်တို့အချိန်ဘယ်လောက်ကြာကြာပြေးနိုင်မလဲပေါ့နော်အဲ့ဒါကိုကြည့်ရမှာအော်ယိုဓာပါလေယုံဥတွေလားဟုတ်တယ်ဒါယုံမွန်စတာတွေပေါ့နော်ဒီကောင်တွေရဲ့ဥတွေဗျာဒါတွေကလည်းခိုးလို့ရတယ်အခုကကျွန်တော်ကဒိုင်နိုဆောဥတွေခိုးတာဆိုတော့ယူလို့မရတာပေါ့နော်ဒါပေမဲ့နည်းနည်းတော့ထူးဆန်းတယ်ဗျာယုံတွေကဥမမဥတာ what ဒေါက်လျှောက်ကိုလိုက်တာနော်ဒေါ်နိုဆိုင်းရတော့ဒီမှာအနောက်ကနေကျွန်တော်ကိုဒေါက်လျှောက်လိုက်နေတာဒါပေမဲ့ဒီကောင်ကတော်တော်နှေးတော့ဗျာဒီလားဒီမှာကျွန်တော်ပတ်ပြေးလို့ရတယ်အိုးယောဒီကောင်ကစီးလို့ရတာလား ဟုတ်တယ်ဒီမှာဒီကျွန်တော်တို့ကြန့်ဒိုင်နိုဆောပေါ့နော်ကျွန်တော်ကတော့ကြန့်ဒိုင်နိုဆောလို့ပဲခေါ်တာဗျာဒီကောင်နာမည်ကိုတော့ကျွန်တော်လည်းမသိဘူးဗျာတိတော့တိတယ်ဗျာမေ့နေတာလို့ပြောလို့ရတယ်အာဒီကစီးလို့ရတယ်ပေါ့နော်ကျွန်တော်ပထမတော့ကြက်ဥတွေပါလေခိုးတဲ့ဂိမ်းမှာတော့အဲ့လိုမျိုးစီးတဲ့ဟာတွေပါလေမပါဘူးနဲ့ထင်တယ်အာရဒီမှာဒီဝင်ကပါကြီးကလည်းဒါအစ်စ်ပေါ့နော်ဒီဒီဘက်မှာရှိတဲ့ဟာဗျာโอเคဒီကောင်ကိုလည်းကျွန်တော်တို့တွားလို့ရတယ်ဒီဝင်ကပါထဲမှာလည်းကျွန်တော်တို့တွားလို့ရတယ်ပေါ့နော် အာဟိုမှာဒိုင်နိုဆောတကောင်ရှိရဲအာအဲ့အဲ့ဒါကျွန်တော်ကိုလိုက်နေတဲ့ဒိုင်နိုဆောလားမသိဘူးဖြူရောင်ကြီးဆိုတော့ဟုတ်မယ်လေတင်တယ်ဒီကောင်နဲ့ကျွန်တော်နဲ့ဒီထဲမှာနှစ်ကောင်ပဲရှိရာဆိုတော့သူလဲမျက်စိလဲနေရလားမသိပါဘူးဟာဝင်ကဘာထဲမှာโอเคကျွန်တော်ဒီမှာ AC ပြီးလို့ရတယ်ပြီးတော့ဒီအကောင်ပေါ့နော်ဒီအကောင်ကိုကျွန်တော်စီးထားတော့ဗျာပို့ပြီးတော့မြန်တယ်လို့ခံစားရတယ်ပေါ့နော်ကျွန်တော်လမ်းလျှောက်တာထပ်ပို့ပြီးတော့မြန်တယ်လို့ထင်တယ်ဗျာ ဩဒါနဲ့ကျွန်တော် brother တို့တစ်ခုလောက်ပြောအောင်မယ်ကျွန်တော် QA တွေဘာတွေလဲလုပ်ဖို့ရှိရပေါ့နော်ကျွန်တော် subscriber 20k ပြည့်လို့ရှိရင် QA တွေလုပ်ဖို့အတွက်ရှိပါတယ်အဲ့ဒါလုပ်ရမလားမလုပ်ရအောင်ဆိုတာလဲ comment မှာရေးပေးခဲ့လို့ရပါတယ် okay ဒါကတော့နောက်ထပ်ဝင်ကဘာတစ်ခုပေါ့နော်ဒီနေရာကတော့နည်းနည်းဘယ်လိုပြောရမလဲသဲတွေနဲ့တူတယ်ဗျာပုံစံသဲဝင်ကဘာကြီးလားမသိဘူးအရောင်ကသဲရောင်ကြီးနဲ့ okay ကျွန်တော်ဒီမှာ dinosaur ရှီကပြေးတာတော့2မိနစ်ကျော်လောက်ကိုဖြစ်နေပြီပေါ့နော် ဆိုးတော့မဆိုးရဲ့ရှေ့မှာလည်းဒိုင်နိုဆောတကောင်မသိရင်ငါဒိုင်နိုဆောကိုပြန်လိုက်တယ်လို့ဖြစ်နေတယ်နော်ဖြောင်းမြန်ကြီးဖြစ်နေတယ်ဟာโอเคကျွန်တော်တို့မှာထွက်ပေါက်ကိုပြန်ပြီးတော့ရောက်သွားပြီပေါ့နော်အာသူကဒီထွက်ပေါက်ကိုရောက်သွားလို့ရှင်ဗျာအဲ့လိုစုတွေလားဘာလဲမသိဘူးပေါ့နော်အဲ့လိုမျိုးရတယ်ဗျာဒီလားဘာလို့လဲတော့ကျွန်တော်လည်းမသိဘူးတမင်လုတ်ပေးထားရနေတယ်နဲကျုပ်ဒိုင်နိုဆောရှီကပြေးတာတော့မိနစ်3မိနစ်ကျော်သွားပြီပေါ့နော်3မိနစ်ကျော်သွားပြီဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်ဗျာတော်တော်တော့ကြာသွားပြီ ဒေါ်နိုဆိုင်ကလည်းနောက်ကနေပြီးတော့လိုက်တော့လိုက်တယ်ဗျာတည်လာဒါမဲ့ तू ကပို့ပို့ပြီးတော့နှေးလာတယ်လို့ပဲဘယ်ရောက်ဝိုင်းမှန်းတော့မသိဘူးကျွန်တော်ကိုလိုက်တဲ့ကောင်ဘယ်ကောင်မှန်းတော့မသိတော့ဘူးဗောနော်ပြောက်သွားပြောက်သွားအော်ရေအာယောဝတ်တဟဲကိုကိုလိုက်နေတဲ့ဒိုင်နိုဆောကအနားကိုရောက်နေရတော့မှမသိလိုက်ဘူးဗောနော်တော်တော်ကြီးကိုခြေနေစိုးပါတယ်โอเคကျောဒီမှာပြန်ပြီးတော့စီးရမယ်ဒါပတ်လေးပေါ့ဗျာတည်လာဒီကောင်ကပတ်လို့သာပြောတာပတ်နဲ့တော့မတူဘူးဗောနော်ဘယ်လိုပြောရမလဲဒိုင်နိုဆောဆိုတော့ဗျာ ပတ်နဲ့လုံးဝမတူသေးရလားနည်းနည်းပုံစံကြီးကနည်းနည်းကြမ်းတမ်းနေရပေါ့နော်အာယတာအက်စတာအစ်စတာအက်လာပါလေဘာလဲမသိဘူးအစ်စတာအက်လို့ခေါ်ရနဲ့ထင်တယ်โอเคဘာလဲမသိဘူးရတော့ရပါတယ်ပေါ့နော်ဒါအဲ့ယူဒါဘာလဲမိုက်လိုက်လားအစ်စတာဒီရက်စ်တဲ့အာဒီရက်စ်ကိုမှကွာနရွက်ကယုံနရွက်ကြီးနဲ့ဒီကောင်ကစီးလို့ရတယ်ထင်တယ်ဖာမန်နန်လို့လည်းရေးပေးထားရဆိုတော့အာပြောရမယ်ဆိုတော့ဒီကောင်က game pass ပေါ့ဗျာ robot နဲ့မှကျွန်တော်တို့ဝယ်လို့ရမှာပေါ့နော် သူတို့ကစီးပွားရေးနည်းနည်းတောင်းကြမ်းတာဗျာဒါပေမဲ့ဒီကောင်ကပါမန်နဲ့ပေါ့နော်စိုးတော့မစိုးပါဘူးမိုက်တယ်ဒိုင်နိုဆောပုံမှာနည်းနည်းရုံရွက်လေးနဲ့ပေါ့ဗျာသိရမလားအာဒါကသူများယူကြည့်ရတာပေါ့နော်သူများယူကျွန်တော်ကြည့်လို့ရတယ်ပြီးတော့ဒီကောင်တွေကိုနှောက်ရက်လို့ရရတယ်ထင်တယ်โอเคကျောဥခိုးကြမယ်ပေါ့နော်ဥခိုးကြမယ်ဥမခိုးခင်မှာကျောနည်းနည်းလိုက်ပြီးတော့ပတ်ကြည့်ရမယ်ဒါဒါတော့သူများတွေကိုနှောက်ရက်လို့ရတယ်ပေါ့ဟုတ်တယ်နှောက်ရက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ရိုဘတ်ပေးရမှာဗျာသူများတွေကိုနှောက်ရက်ခြင်းโอเคကျောအဥလိုက်ပြီးတော့ခိုးကြမယ်ပေါ့နော် အဲ့ဒီကပါလဲကွာအော်ရပြီရပြီโอเคကြော်တော့မှဥတွေတော့ခိုးလိုက်ပြီပေါ့နော်ဘယ်ကောင်းရဲ့ဥလဲတော့မသိဘူး T-Rex တော့မဟုတ်ဘူးနဲ့ထင်တယ်အဲ့ဒီကောင်နဲ့ဘာလုပ်နေကြတာလဲ online ကြီး online ကြီးဘာလုပ်နေအော်ရ T-Rex မဟုတ်ဘူးကွာဒါမှကျွန်တော်နောက်မှလိုက်လာရဲကောင်ဒီကောင်ကဒီကောင်ကအရွက်စားဒိုင်နိုဆောလားမသိဘူးဗျာကြည့်ရတာတော့ပုံစံအဲ့လိုမျိုးပဲပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်မယ်နဲ့ထင်တယ် အာဒီကောင်ကမှနည်းနည်းမြန်မယ်လို့တော့မြန်တယ်လို့တော့ပြောလို့ရတယ်ဒီကောင်ကမှနည်းနည်းမြန်တယ်လို့တော့ပြောလို့ရတယ်ဗျာခုနကကောင်က T rap ဖြစ်ပြီးတော့တော်တော်ကြီးကိုနှေးတယ်အားရဲ့အကြောင်းကြောင်းကြောင်းလို့ဆိုရည်လည်းရှိတယ်ဟာ what the hell okay ဒီမှာယုံဥတွေကတော့ကျော်အော်ယုံဥခိုးဖို့မေ့ပါလားယုံဥကတော့ဒီမှာထက်ခိုးလို့ကတော့မရတော့ဘူးပေါ့နော်ဘာလဲဆိုတော့ဒီမှာဒိုင်နိုဆောတကောင်ရဲ့ဟာကိုခိုးထားတာဆိုတော့ okay okay ယုံဥတွေကတော့ခိုးလို့မရတော့ကျော်ယုံဥခိုးလိုက်ရမှာမေ့ပါလားအားရဲ့ဒိုင်နိုဆော ွာတတိမထားမိလိုက်ဦးရောင်ကြီးယုံဥကိုတွားပြီးတော့မဲနေလိုက်တာကဲကြော်ဆက်ပြီးတော့ခိုးကြမယ်ပေါ့နော်အာဒီတစ်ခါကျရင်တော့ကျွန်တော်တို့ဒိုင်နိုဆောဥတွေမခိုးတော့ဘူးဗျာယုံဥတွားခိုးရင်ကောင်းမယ်ဒေါ်နိုဆိုင်ဥတွေခိုးရတာပြင်းလာပြီဗျာဒေါ်နိုဆိုင်တွေကနည်းနည်းနှေးတယ်ဗျာတိလားကျွန်တော်ဒီဂိမ်းကိုဆော့ရတာအရင်တော့ကကြက်ဥခိုးရတာလားတော့ရင်းမခုံးဗျာတိလားဘာလို့လဲဆိုတော့ဒေါ်နိုဆိုင်တွေကတော်တော်ကြီးနှေးတယ်ဗျာတိလားဒိုင်နိုဆောလို့မခေါ်တော့ကျွန်တော်ဒီကောင်တွေကိုဒေါ်နိုဆိုင်လို့ပဲခေါ်လိုက်တော့မယ်ပေါ့နော်โอเค ယုံဥခိုးရမယ်ကျွန်တော်ယုံဥခိုးရမယ်ယုံနေကမြန်လောက်တယ်ဗျာသိရမလားကျွန်တော်ကြားဘူးလားတော့ယုံနေကမြန်နေတဲ့โอเคလိုက်တော့လိုက်လာပြီဗောနော်ယုံကဒီမှာပစိကြီးနဲ့ရောက်ဟေးထိွားမိွားလို့ကတော့တစ်ချက်လောက်ဆွဲလိုက်လို့ရှိရင်တခါတည်းဘွာကူးရမယ်โอเคယုံကမြန်နေလို့တော့ပြောတာပဲဗောနော်ဒါပေမဲ့ကျွန်တော်ကြည့်ရတဲ့လောက်ဆိုရင်တော့တော်တော်ကြီးကိုနှေးပါတယ်ဒိုင်နိုဆောထက်တော်မှာပို့ပြီးတော့နှေးမလားမသိပါဘူးကွာဟုတ်တယ်ဒိုင်နိုဆောထက်တော်မှာပို့ပြီးတော့နှေးလောက်တယ်ကွာဒီယုံတွေက အေးဆေးလိုက်တာဗျာဒါချေးကိုင်းစီနေထင်တယ်ကြည်ရတာတော့ Okay ကျော်လေးတို့မှာငားလေးပါလီမြားရမယ်ဒါငားမြားလို့ရနေထင်တယ်ဒါလားဒီကန်ထဲမှာဘာလို့လဲဆိုတော့ငမြားတဲ့တရံကျွန်တော်ကိုပေးထားရဆိုဗျာဟုတ်တယ်ဒီမှာငားမြားတာနေထင်တယ်ငားမြားတာမဟုတ်ရောဥမြားတာဟောဟုတ်တယ်ဒေါ်နိုဆိုင်ဥတွေမြားတာဗောနော် Okay ရောကတွေ့လာတွေ့ရောကရောနှေးကွေးနာပဲကြည့်ပါအောင်ကျွန်တော်တို့မှာဒီကောင်လိုက်နေတာကိုပြေးနေနေတော့မှာဗျာငားတွေပါလေအေးဆေးမြားလို့ရတယ်သိရမလားဥတွေပါလေအေးဆေးမြားလို့ရတယ်ဆိုတော့စဉ်းစားတာကြည့်လိုက်တော့ တော်တော်ကြီးကိုနှေးတယ်အေးစေးပြားသေးလားကျွန်တော်သာပြေးမယ်ဆိုရင်တောက်လျှောက်ပြေးလို့ရတယ်ဒီကောင်ဘလိုမကိုလိုက်လို့ရမှာမဟုတ်တော့ဘူးသိရမလား what okay ဒီမှာဘာဥလဲတော့မသိဘူးမိတော့မိသွားပဲဗောနော်ကျွန်တော်ဥမြားတဲ့အချိန်မှာမိသွားပါတယ်ဘာလဲတော့မသိဘူးအားရဘာလဲဟာဘာမှလည်းမပေါ်လာဘူးရောက်ရေးဂျင်းလာထည့်နေတယ် okay ကျောင်းနောက်တစ်ခေါက်ထပ်ပြီးတော့ဥမြားကြည့်မယ်ဗောနော်ဒီခါဘာရမလဲဆိုတော့ကြည့်အောင်ရုံလေးကြည့်ပါအောင်ရောက်ရေးပို့ပို့ပြီးတော့နှေးလာတယ်လို့ပဲဒီကောင်ဟုတ်တော့မဟုတ်သေးဘူးဗောတလား တော်တော်ကြီးကိုနေနေွားကြည့်လိုက်ကြည့်လိုက်ကျွန်တော် AC ပြေးနေရဗျာဒီကောင်တို့မှာပတ်ပြီးတော့ဆော့လို့ရတယ်โอเคဒီမှာနောက်ထပ်ဥတလုံးရပြီဘာဥဖြစ်မလဲဆိုတော့ကျွန်တော်ကြည့်ကြမယ်ဘာလဲကွာဘာမှလည်းမပေါ်လာဘူးရောက်အေးဘာတွေရနေရလဲတော့မသိဘူးရတော့ရနေရပေါ့နော်ထားလိုက်ပါတော့โอเคအဲ့ဒါကိုထားလိုက်ပြီးတော့ကျွန်တော်အကျိုးရှိရာလေးတစ်ခု brother တို့ကိုပြောပြပေးမယ်အဲ့ဒါတော့မြန်မာနိုင်ငံမှာ robust တွေကိုဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးနေတဲ့အမေရှော့အကြောင်းပဲဖြစ်ပါတယ် အားမယ်မှာဆိုလို့ရှိရင် gift လို့ရတဲ့ gay pass တိုင်းကိုအတန်ဆုံးဈေးနှုန်းအနေနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်။ပြီးတော့ robot ဈေးနှုန်းအနေနဲ့ဆိုရင်လည်း1 robot ကို25ကျပ်ပဲကျမှာဆိုတော့အရန်ကိုတန်နေပါပြီ။ gateway အကျဉ်းသားကြီးတွေလည်းပေးနေတာကြောင့်အားမယ်ရဲ့ Telegram channel လေးကိုလည်း join လာကြဖို့အတွက်ကျွန်တော်ကပြောချင်ပါတယ်။ပြောချင်တာကတော့ဒါပါပဲ။ကဲ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 ကျွန်တော်တို့ဆက်ပြီးတော့သွားကြမယ်ပေါ့နော်ကျွန်တော်တို့ကဒိုင်နိုဆောကြီးစီးပြီးတော့အေးဆေးကိုဒိုးနေတာဗျာကျွန်တော်တို့က1မိနစ်တောင်ကြော်နေပြီပေါ့နော်ဥခိုးလာတာ 2မိနစ်ကျော်သွားတဲ့အထိလုံးဝမမိသေးပါဘူး AC ပဲကျွန်တော်ဒီမှာရှောက်သွားနေတာပေါ့နော် Okay ဒီမှာဘေကွန်လေးကလည်းရုံဥခိုးဖို့အတွက်ချောင်းနေရတယ်ထင်တယ်ကြည့်ရတာဒီနားမှာရည်တည်ရည်တည်လုံနေတာဆိုတော့ကျော်တော့ဗျာတိလားဥတစ်ခုခိုးပြီးွားရင်တော့တခြားသူရဲ့ဥတွေကိုတွားပြီးတော့ခိုးလို့တော့မရတော့ဘူးဗျာတိလားတကောင်တစ်ခါပဲရရနေထင်တယ် Okay ဒီမှာယုံကတော့နောက်ကနေတောက်လျှောက်လိုက်နေရပေါ့နော်ဒါမဲ့သူလိုက်နေတဲ့ပုံစံကဗျာတိလားခယူးထက်တောင်နှေးသေးတယ် အဲ့တော့ကျွန်တော်ကဒီမှာ ACC စကားလေးပြောဟိုဟာလေးပါလေးလှုပ်ဒီဟာလေးပါလေးလှုပ်ရင်းနဲ့ပြေးနေလို့ရတယ်ဗျာ။ Okay ဒါကြီးကပါမန်နဲ့ခုနဟာကြီးကဒီထဲမှာလေနော်ပါမန်နဲ့နေပါကြီးရှိတယ်။စိုးတော့မစိုးလှုပ်ထားတာ။ဒီလိုဂိမ်းကြီးကြတော့ဝဲလူတွေပါရောရှိရောရှိရလားမသိဘူး။ကျွန်တော်တို့ကတော့ဒီလိုဂိမ်းဆိုရင်တော့ game pass တွေပါလေဝယ်ပြစ်မယ်လို့မထင်ဘူးပေါ့နော်။ okay ဒီမှာဒါဒီဝင်ကဘာကြီးอ่ะဗျာကျွန်တော်ခုနကဝင်ကဘာနှစ်ခုကိုဖြတ်တယ်လေ အဲ့အဲ့ထဲမှာဒီတစ်ခုကြံခဲ့တယ်ဗောနော်ဒီတစ်ခုကိုကျွန်တော်မဖြတ်ဘူးသေးဘူးဗျာဒီကောင်ကိုကျွန်တော်တို့အစုံနှိဖြတ်ကြည့်မယ်ဘာရမလဲတော့မသိဘူးရတော့ရရဗျာသိလားတစ်ခုခုတော့ရရဗျာဘာရရလဲတော့ကျွန်တော်လည်းမသိဘူးအဲ့လိုမျိုးဖြစ်နေတာโอเคတွေ့တာတွေ့တာဘာလဲမသိဘူးရတော့ရပါတယ်ဗောနော်အဲ့လိုမျိုးအာဘာမှမမသိဘူးဘာမသိရပဲကောင်းပါလေโอเคဒီမှာကျွန်တော်တို့ line နေရုံကတော့ဘယ်ရောက်သွားလဲမသိဘူးပြင်းပြီးတော့လမ်းမှာအိပ်ပျော်သွားလဲမသိဘူးဘာလို့ဒီကောင်ကျွန်တော်တို့ line နေတော်တော်ကြာနေပြီဗျာသိလား အာ3မိနစ်ကျော်သွားပြီ3မိနစ်ကျော်သွားပြီဆိုတော့တော်တော်ကြာသွားပြီလို့ပြောလို့ရတယ်ကြည့်လိုက်အောင်မနှေးကိုေးနေတာပဲလို့ what the hell ဩဒီကောင်တွေကဟိုကဘာလဲယုံမွန်စတာမျိုးဟုတ်ကွာတရာ Easter Boss တွေလို့ဒီမှာရေးပေးထားတယ်သူတို့ရဲ့အပေါ်မှာလေ Easter Boss ဆိုပြီးတော့စာတန်းကြီးနဲ့ပြပေးထားတယ်ဗျာအာပြောမှမလို့ဒီကောင်တွေက Boss တွေပေါ့နော် Boss တွေကလည်းတော်တော်ကြီးပုတ်တယ်ဟာ Okay ကျော်ဝင်းကပါတွေကိုဝင်ပြီးတော့ပြေးလိုက်မယ်နော်ဒီကောင်အပြင်မှာတော့မှဗျာလိုက်လို့မရတာဝင်းကပါတွေမှာဆိုရင်တော့ပြောမနေနဲ့တော့ကျွန်တော်နာအောင်တော့ကတ်လို့ရမှာမဟုတ်ဘူး အာတော်တော်ပြင်းမှုကောင်းတာပဲကွာတော်တော်ပြင်းမှုကောင်းတာပဲဒီယုံကတော်တော်ကြီးကိုနှေးတဲ့အကြောင်းအေးဒီဂိမ်းကြီးကတော့နည်းနည်းပြင်းမှုကောင်းနေဗျာကျွန်တော်ချက်ဥခိုးတဲ့ဂိမ်းလောက်တောင်တကယ်တိတ်ပြီးရေမခေါ်ဘူးပေါ့နော်ဓာကြီးကပါရည်လေအာဓာဒီကကျွန်တော်တို့ဘယ်လိုပြောရမလဲရှော့ပေါ့ဗျာတိလာကျွန်တော်တို့လိုအပ်တဲ့ဟာတွေတမအောင်ဝယ်လို့ရတယ်ပေါ့နော်ဘာလဲတော့မသိဘူးပေါ်လဲမပေါ်ဘူးအကြောင်းအေးဟုတ်တော့ဟုတ်နေပြီဟာဟုတ်တော့ဟုတ်နေပြီငါ့ကိုလိုက်နေရကောင်ဘယ်ရောက်ရလဲငါ့ကိုလိုက်နေတဲ့ယုံဘယ်ရောက်ရလဲမသိဘူး ပြောက်သွားနော်ဒီတဲ့ကိုဝင်လို့မရဘူးလားဟုတ်တယ်ကွာဒီဒီနယံကကြော်ပြီးတော့ဝင်လို့မရဘူးဗောနော်ကြော်ပြီးတော့ဝင်လို့ရရင်ကောင်းပါဗျာသိလားဂျုံကောင်ကြီးလိုက်လာတဲ့အချိန်မှာကျွန်တော်အိုက်သေးကိုခုံဝင်လိုက်ရုံပဲသိရမလားအမှန်ဆိုရင်တော့ကြော်လို့ရတင်တာဗျာသိလားအဲ့ဒီခြံစည်းရိုးကြီးအဲ့လောက်လည်းမမြင်ပါဘူးအာကလစ်တူတယ်လီပေါ့တူသလိတ်တဲ့။အော်ကျွန်တော်ရေကန်ကိုသွားဖို့အတွက်တယ်လီပေါ့ခိုင်းတာပေါ့နော်။ကလစ်ခိုင်းတာပေါ့မကလစ်တော့ဘူးကွာ။ကြားတယ်။ အာဒီမှာဘေကွန်လေးကလည်းပြေးနေတာရောက်ရင်ဘေကွန်လေးကလည်းအဲ့ဘေကွန်လေးကိုလည်းဒီမှာယုံကြီးကလိုက်နေတာပါဒီကောင်လည်းယုံဥ့တွေသွားခိုးတာနဲ့ထင်တယ်အားရောက်ဒီရေရင်းပေါ်တက်ရမလားမသိဘူးဟိုမရဘူးရောက်ရင်ရေရင်းပေါ်တက်တာလည်းမရဘူးပေါ့နော်ဒီအဲ့ဒီထဲကလုံးဝဝင်လို့မရတဲ့ပုံစံပေါ့ဗျာပြောရမယ်ဆိုရင်ကျေးဇူးတင်ပါတယ်โอเคဂျုံပဲရောက်ပါငါ့ကိုလိုက်နေကောင်ပဲရောက်ပါလေအေးဘာတွေရရလဲအလင်းရောင်တွေပါထွက်နေပြီဟာဘာတွေရရလဲတော့မသိဘူးဘာမှလည်းမလုပ်ခဲနဲ့ရောက်ရင်ရတော့ရနေရပါပဲ အော်ရေနောက်မှာနောက်မှာနောက်မှာငါ့ကိုလိုက်နေရရှင်ကနောက်မှာဟာဒီမှာကျွန်တော်ရေတင်းမောင်ကနေပြီးတော့တက်ဖို့လောက်တာဗျာဒီလားလုံးဝမရအောင်အဲ့ရောအထင်းမှာဒိုင်နိုဆောတကောင်ရှိတယ်အာရေရေဝတ်သက်ဟဲယုံကွာအနောက်ကနေပြီးတော့ဝင်ခုတ်သွားတာအနောက်ကနေဝင်ခုတ်သွားတာအာโอเคကို့လို့ကျွန်တော်ဒီကိန်းကတော့နည်းနည်းပြင်းမှုကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ကျွန်တော်ကတော့ဒီတော့ပဲဆော့တော့မယ်ဗျာဒီလားအာကျွန်တော်နောက်ထပ်ဗီဒီယိုတင်မှာပြန်ပြီးတော့တွေ့ကြပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ